စနေရက်ကြာအစ္စရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအီရန်ဘက်မှတေဆုံးသူ935ဦးရှိတယ်လို့အီရန်တရားရေးအာဏာပိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတအိုကဇွန်30ရက်မှာပြောဆိုကြောင်းအီရန်နိုင်ငံပိုင်မီဒီယာ IRNA ကကြေညာခဲ့ပါတယ်။တေဆုံးသူတွေထဲမှာကလေး38ဦး အမျိုးသမီး132ဦးပါတယ်လို့၎င်းပြောခွင့်ရှိသူကပြောပါရယ်၎င်းကမြို့တော်တီဟီရမ်မှာရှိတဲ့ Evan အချင်းထောင်ကိုအစ္စရေးကတိုက်ခိုက်ခဲ့မှုအတွင်သေဆုံးသူ82ဦးလို့ထုတ်ပြန်ထားတာကို89ဦးလို့လည်းပြင်ဆင်ကြေညာခဲ့ပါရယ်ဇွန်23ရက်ကစတင်ကအစ္စရေးက အီရန်နျူကလ িয়ার အစောက်အုံတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးအီရန်ဘက်ကထိပ်ပိုင်းတပ်မှုတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေတေဆုံးခဲ့ကအီရန်နဲ့ဆင်နွှဲခဲ့တဲ့1980အလွန်စစ်ပွဲနောက်ပိုင်းအီရန်အတွက်အဆိုးဆုံးအထိနာမှုဖြစ်လာခဲ့ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအက်စမေဘက်ကာအီကအစ္စရေးရဲ့ရန်လိုမှုကြောင့်ဆေးရစပွဲမှုများစွာဖြစ်ခဲ့ကြောင်းအီရန်ကတပ်သေးအထောက်အထားတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေထံလွှဲပေးမှာဖြစ်ပြီးအစ္စရေးကိုတာဝန်ခံမှုလုပ်ခိုင်းတင်ကြောင်းပြောပါရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကအီရန်ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရဒဏ်ရာရသူဦးရေက4,880ဦးရှိပါတယ်။အမေရိကန်အခြေစိုက်လူအခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာအီရန်မှာရှိတဲ့သေဆုံးသူကတရင်ဝင်အရေးအတွက်ထပ်ပုံများနေပြီး1,190ဦးလို့ဆိုထားပြီးအရက်သား436ဦးပါဝင်တယ်လို့သိရပါတယ်။